င်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စမ်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ယူကရိန်းကိုတိုမဟော့ခ်ဒုံးကျည်မပေးပေမဲ့ရုရှားကိုကြတော့နယ်မြေပေးဖို့ဇလန်စကီကိုထရန့်ကတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်လူ26ဦးသေဆုံးစေခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးမှာဂါဇာအပြစ်ခတ်ရစေးပြန်ဆပြီလို့အစ္စရေးကထုတ်ပြန်ပါတယ်ဒူဘိုင်းကပြန်တန်းလာတဲ့ကုန်တင်လေယာဉ်ဒဇင်းဟာဟောင်ကောင်လေဆိပ်မှာပြေးလမ်းချော်ပြီးပင်လယ်ထဲထိုးကျခဲ့ပါတယ် ပါရီမျိုးလူးပြတိုက်ကနန်းစဉ်ရေဒနာလူရမှုကြီးဘလို့ဖြစ်ပွားခဲ့တယ်လဲဆိုတာလဲရှုစားကြရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာ18ရက်နေ့ကဆွေးနွေးမှုအတွင်းမှာရုရှားလက်ထက်နယ်မြေအမြောက်များလက်လွတ်ပေးရဖို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဖိအားပေးခဲ့ပြီးတော့ယူကရိန်းကိုယ်စားလှယ်အဖွဲ့စိတ်ပြက်ခဲ့ရတယ်လို့သတင်းရင်းမြစ်နှစ်ဦးကအတည်ပြုပါတယ်။ Very much everybody it's an honor to be with a very ဒါပြင် ရုရှားနိုင်ငံအတွင်းပိုင်းထိလှမ်းပစ်နိုင်တဲ့တိုမာဟော့ဒုံးကျည်တွေပေးဖို့ထရန့်ကငင်းဆန်ခဲ့သလိုကီယက်နဲ့မော်စကိုနှစ်ဖက်စလုံးတော့လုံခြုံရေးအာမခံချက်ပေးမယ်လို့ပြောဆိုခဲ့တာကြောင့်ယူကရိန်းကိုယ်စားလှယ်အဖွဲ့မရှင်းမလင်းဖြစ်ခဲ့ရပါတယ်။ဇလန်စကီကဘယ်နယ်မြေမှာကိုယ်သဘောနဲ့ကိုယ်လက်လွတ်မှာမဟုတ်ဘူးလို့ပြောခဲ့ပြီးနောက်မှာထရန့်ကလက်ရှိတိုက်ပွဲမြင်းတိုင်းပဲအပြစ်ခတ်ရစဲဖို့အဆိုပြုခဲ့တယ်လို့တတိယသတင်းရင်းမြစ်အူကပြောပါရယ်အခုဖြစ်နေတဲ့အတိုင်းပဲနယ်မြေပိုင်းထားလိုက်ပါ ေမီ88ရာခိုင်နှုန်းလောက်ကိုရုရှားကယူထားပြီးပြီလို့ထရန့်ကသတင်းတော့တွေကိုနောက်ပိုင်းမှာပြောခဲ့ပါတယ်ဒီတွဲဆောင်မှုဟာတော်တော်ဆိုးတယ်လို့သတင်းရင်းမြစ်တူကပြောပြီးတော့ထရန့်ကကြမ်းတမ်းတဲ့စကားလုံးတွေတုံးခဲ့တယ်လို့ရုရှားနဲ့အပေးယူမလုပ်ရင်ယူကရိန်းနိုင်ငံအေးခဲသွားမယ်ပျက်စီးသွားမယ်လို့ဟာသတိပေးခဲ့တယ်လို့ဆိုပါတယ်နောက်သတင်းရင်းမြစ်တူကတော့ပျက်စီးသွားမယ်ဆိုတဲ့စကားလုံးကိုအတိပြုဖို့ညင်းပေမဲ့ဒီတွဲဆောင်မှုမတိုင်ခင်ပြီးခဲ့တဲ့ကြာသပတေးနေ့ကရုရှားသမ္မတ ပူတင်နဲ့ဖုံးပြောဆိုမှုကထရန့်ပေါ်မှာလွှမ်းမိုးခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။အဲ့ဒီဖုံးခေါ်ဆိုမှုအတွင်းပူတင်ကယူကရိန်းဘက်ကနယ်နှစ်ခုကိုဆွန့်လွတ်ပြီးတော့ဇာပေါ်ရီဇီးယားနဲ့ခါဆွန်ဒေသတချို့ကိုပြန်ယူဖို့နယ်မြေချင်းလဲလှယ်ရေးအဆိုပြုခဲ့လို့ဆိုပါတယ်။အမေရိကန်အထူးကိုယ်စားလှယ်စတီဗ်ဝစ်ကော့ဖ်အပါအဝင်အမေရိကန်ယာရှိတွေကပူတင်ရဲ့အဲ့ဒီအဆိုပြုချက်အတိုင်းယူကရိန်းဘက်ကိုပြင်းပြင်းထန်ထန်ဖိအားပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ လေချောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပြီးမှအပြစ်ခတ်ရစေးပြန်ဆပြီးဖြစ်ပြီးတော့အကူအညီတွေပြန်ပေးဝင်ပြီလို့အစ္စရေးဘက်ကထုတ်ပြန်ပါတယ်တိုက်ခိုက်မှုတစ်ခုကြောင့်အစ္စရေးစစ်သား2ဦးသေဆုံးခဲ့ရပြီးမှအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေပြန်လည်လှုပ်ဆောင်ခဲ့ရကြောင်း26ဦးသေဆုံးခဲ့ရတယ်လို့ပါလက်စတိုင်းဘက်ကထုတ်ပြန်ထားပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအပြစ်ခတ်ရစဲမှုဆက်ရှိနေသေးတယ်လို့အတည်ပြုထားပါဗျ။ အပြည့်ရဲ့ချိုးဖောက်မှုမှာဟာမတ်စ်ခေါင်းဆောင်ပိုင်းကမပတ်သက်နိုင်ဘူးလို့လည်းသူကသတင်းအောက်တွေကို ပြောပါတယ်။အပြည့်ခက်ရဆဲတာကိုဟာမတ်စ်ဘက်ကချိုးဖောက်တယ်ဆိုပြီးတော့အစ္စရေးကဂါဇာကိုအကူအညီတွေရဆိုင်းခဲ့ပေမဲ့အမေရိကန်ရဲ့ဖိအားကြောင့်အော်တိုဝါလာ20ရက်နေမှာပြန်ဖွင့်ပေးဖို့ရှိနေပါတယ်။ဟာမတ်စ်ဘက်ကတင်းဖြတ်ဒုံးကျည်ပစ်လွတ်လို့စစ်သားတွေတည်ဆုံးခဲ့တာကြောင့်ဟာမတ်စ်တပ်မှုတွေဥမင်လိုင်ကောင်းတစ်ခုနဲ့လက်နက်တိုးလောင်ရာနေရာတွေကိုတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ကအကြေညာပါတယ်ဒီတိုက်ခိုက်မှုကြောင့်ကလေးတူးနဲ့အမျိုးသမီးတူးအပါအဝင်အနည်းဆုံးလူ26ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့ကျမ်းမာရေးအာဏာပိုင်တွေကအတည်ပြုပါတယ်ဟာမတ်စ်လက်နက်ကိုင်တပ်ဖွဲ့ကတော့အပြစ်ရသဘောတူညီချက်ကိုလေးစားလိုက်နာဆဲဖြစ်ပြီးတော့ရာဖာမှာဖြစ်ခဲ့တာတွေကိုမသိရှိဘူးလို့တုံ့ပြန်ထားပါတယ်အမေရိကန်ဒူးသမ္မတ JD Vance ကဟာမတ်စ်ဘက်မှတပ်ဖွဲ့ကွဲ40လောက်ကွဲနေပြီးတော့တချို့တွေကအပြစ်ရလိုက်နာပြီးတော့တချို့ကမလိုက်နာဘူးဖြစ်နေတယ်လို့ မှတ်ချက်ပေးထားပါဗျာခင်ဗျာဒူဘိုင်းကနေပြန်တန်းလာတဲ့ကုန်တင်လေယာဉ်ဒဇင်းဟာအော်တိုလာ20နဲ့အစောပိုင်းကဟောင်ကောင်အပီပီဆိုင်ရာလေစိတ်မှာပြေးလန်းချော်ပြီးတော့ပင်လယ်ထဲထိုးကြခဲ့ပါတယ်လေရင်ကပြေးလမ်းပေါ်ကနေရှော့ကြသွားချိန်မှာကင်းလက်ကားတစ်စင်းကိုဝင်တိုက်ခဲ့မိတာကြောင့်မြေပြင်ဝင်တန်းနှုတ်သေဆုံးသွားခဲ့တယ်လို့အာနာဘယ်နေကအတည်ပြုပါရတယ်။လေရင်ပေါ်ပါလေအမှုတန်း၄ဦးစလုံး ဘေးကင်းတယ်လို့လည်းသိရပါတယ်။ Boeing 747 411လေယာဉ်ဟာပင်လယ်ထဲမှာနှစ်ပိုင်းပြတ်ပြီးတော့ဒစိမ့်တစ်ပိုင်းနစ်မြုပ်နေတာကိုတွေ့ရပါတယ်။ Emirates လေကြောင်းလိုင်းရဲ့ EK9788 ခရီးစဉ်အဖြစ်ပြန်တန်းခဲ့တဲ့ဒီလေယာဉ်ဟာ တူရကီလေကြောင်းလိုင်း ACD Airlines က Emirates အတွက်ဝန်ဆောင်မှုပေးနေတဲ့လေယာဉ်ဖြစ်ပါတယ်။လေယာဉ်ဟာဒူဘိုင်းကနေဒေသဆောင်ချိန်မနက်3:00မိနစ်50မှာဟောင်ကောင်ကိုရောက်ရှိလာတာဖြစ်ပြီးတော့စဉ်သက်ချိန်မှာ ကုံစီတွေတင်ဆောင်ထားခြင်းမရှိပါဘူးဒီဖြစ်အကြောင်းလေစိတ်ရဲ့မြောက်ဘက်ခြမ်းပြေးလမ်းကိုပိတ်ထားပြီးတော့တခြားပြေးလမ်းနှစ်ခုကတော့ပုံမှန်တိုင်းလည်ပတ်နေပါတယ်ဒါ1998ခုနှစ်မှာစတင် ဖွင့်လှစ်ခဲ့တဲ့လက်ရှိဟောင်ကောင်လေစိတ်မှာဒုတိယအကြိမ်မြောက်လူသေဆုံးမှုရှိတဲ့မတော်တဆမှုဖြစ်ပါတယ်ခင်ဗျာဘိုလီးဗီးယားနိုင်ငံမှာဘိုဝါဒီရိုဒရီဂိုပက်စ်ကသမရာရွေးကောက်ပွဲအနိုင်ရသွားတာကြောင့် နှစ်ပေါင်း20နီးပါးကြာမြင့်ခဲ့တဲ့လက်ဝဲရင်းဆိုရှယ်လစ်လှုပ်ရှားမှုပါတီ MAS ကအုပ်ချုပ်မှုအဆုံးသတ်သွားခဲ့ပါတယ် tendremos eh, incentivos tributarios tendremos todos los beneficios ပြီးခဲ့တဲ့ဒင်းကုန်နေကကျင်းပါခဲ့တဲ့ဒုတိယအကြော့ရွေးကောက်ပွဲမှာ သူကရှေယိုဇွဲဝါဒီဟော်ဟေးခီရိုဂါကိုမဲရလက်54.5ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ် MAS ပါတီဟာ နိုင်ငံသမိုင်းတလျှောက်အဆိုးရွားဆုံးစီးပွားရေးအကြက်တန်းနဲ့ရင်ဆိုင်နေရချိန်မှာပဲပါတီတွင်းအကွဲပြဲတွေကြောင့်ထောက်ခံမှုတွေထိုးကျပြီးတော့ရွေးကောက်ပွဲမှာအရေးနေနေတာဖြစ်ပါတယ်လက်ရှိမှာဘိုလီးဗီးယားဟာနိုင်ငံငွေဒေါ်လာပြက်လက်မှုလောင်းစားဆီရှားပါမှုသဘောတန်ွင့်တင်ပို့မှုထိုးကျတာနဲ့ငွေကြေးဖောင်းပွားမှုအလွန်မြင့်မားနေတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်သမရတိဘတ်ကတော့လူတိုင်းအတွက်အရင်းရှင်စနစ်ဆိုတဲ့စောင့်ဘုံးနဲ့မဲဆွယ်ခဲ့ပြီးတော့ ဩဂလိကကဏ္ဍကိုမြင့်တင်ပြီးတော့အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်ခိုင်မာအောင်လှုပ်ဆောင်သွားမယ်လို့ကြေညာပေးထားပါတယ်။ဒါပေမဲ့ပတ်စ်ရဲ့ Christian Democratic Party ဟာလွှတ်တော်ထဲမှာအမတ်နေရအများစုမရထားပါဘူး။ဒါကြောင့်အစိုးရဖွဲ့နိုင်ဖို့နဲ့မူဝါဒတွေအကောင်အထည်ဖော်နိုင်ဖို့မာမိတ်တွေရှာဖွေရမယ့်စိန်ခေါ်မှုနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့နိုဝင်ဘာလ၈ရက်နေ့မှာသံရတာဝန်စယူရမှာဖြစ်ပါတယ်ခင်ဗျာ။ရာမာယနာဇက်တော်တွေက ရာမာမင်းသားမွေးဖွားရအရဲလို့ဟိန်းနူဘာသာဝင်တွေယုံကြည်ကြတယ်။အိန္ဒိယနိုင်ငံကအယုဒ္ဓယာမြို့မှာဒီဘွာလီပွဲတော်အကျိုးဖြစ်အော်တိုဝါလ16ရက်နေ့ကစီမီကွက်2.6တန်းထုံးညိပြီးတော့ကမ္ဘာစံချိန်တင်မှုစ조사ခဲ့ကြပါတယ်။ကမ္ဘာအကြီးဆုံးစီမီကွက်ထုံးညိမှုအဖြစ်ကမ္ဘာစံချိန်တင်မှုအတွက်တောင်းတဲ့ချီတဲ့လူအုပ်ကြီးဟာဆာရာယုမြစ်ကမ်းတစ်လျှောက်စုပေါင်းထုံးညိခဲ့ကြပါတယ်။ဒါသာဂီလို့အသိကြတဲ့ယာဝနာဘရင်ကို ရာမမင်းသားကအနိုင်ရပြီးတော့တီတာဒေဝီလက္ခဏာမင်းသားတို့နဲ့အတူအယုဒ္ဓယာပြည်ကိုပြန်လာတဲ့အထိတ်မှတ်အနေနဲ့ဒီဘွာလီပွဲတော်ကိုအိန္ဒိယနိုင်ငံတလွားမှာဆင်နွှဲကြတာဖြစ်ပါတယ်။လက်ချမီမေရောမဟာပိန်းနဲ့လို့မြန်မာမှာသိကြတဲ့ဂနေ့ရှ်နမင်းတွေနဲ့လည်းဆက်ဆက်မှုရှိပြီးတော့တခြားဟိန္ဒူနမင်းတွေရိုးရဒလိတွေနဲ့လည်းဒေသလိုက်ပတ်သက်မှုတွေရှိတဲ့ပွဲတော်ကြီးဖြစ်ပါတယ်ခင်ဗျာ။ က္ကစီကိုနိုင်ငံမြို့တော်မက္ကစီကိုစီးတီးနဲ့ချီလီနိုင်ငံမြို့တော်ဆန်ဒီယာဂိုတို့မှာနှစ်စဉ်ကျင်းပနေကြဇွန်ဘီဝေါ့ခ်လို့ခေါ်တဲ့ဇွန်ဘီဖုတ်ကောင်လမ်းလျှောက်ပွဲတွေပြုလုပ်ခဲ့ကြပါတယ်အော်ဒီဘလာ၁၈ရက်နေ့မှာမက္ကစီကိုစီးတီးမြို့လေကောင်မှာဖောက်ကောင်လိုဝစ်စားပြီးတော့မိတ်ကပ်ပြင်ထားတဲ့လူထောင်ချီစုဝေးခဲ့ကြပါတယ်။အဲ့ဒီပွဲမှာအသက်အရွယ်မရွေးပါဝင်ခဲ့ကြပြီးတော့ တချို့တွေကမိသားစုလိုက်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ချီလီမြို့တော်ဆန်ဒီယာဂိုမှာလည်းအော်တိုဘာလ16ရက်နေ့မှာအလားတူပွဲမျိုးကျင်းပခဲ့ပါတယ်။ဒါပေမဲ့အသက်16နှစ်အထက်တွေကိုပဲပါဝင်ခွင့်ပေးခဲ့ပြီးတော့ဝစ်စားဆင်မှုပြိုင်ပွဲပါကျင်းပပေးခဲ့ပါတယ်။ဒီနှစ်ချီတက်ပွဲမှာထူးခြားချက်အနေနဲ့ဒေါက်တာမော်တစ်လို့ချီလီမှာထင်ရှားတဲ့ကြောက်စရာဇက်ကောင်ကိုအဓိကထားတယုတ်ဖော်ခဲ့ရတာဖြစ်ပါတယ်။နော်လဘွန်ကန်ဒူဒါ y lo he pasado muy bien zombie walk ပွဲတွေကို2000ခုနှစ်ကကယ်လီဖိုးနီးယားပြည်နယ်ဆာကရာမန်တိုမှာစတင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီကမှကဘာအနှံ့ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်အလားတူပွဲတွေကိုနယူးယောက်ဆန်ဒီယေဂိုဘိုဂေါတာစင်ကာပူဆာအိုပေါ်လိုနဲ့ဖရန်ဖတ်စတဲ့မြို့ကြီးတွေမှာပုံမှန်ကျင်းပလေးရှိပါတယ်ခင်ဗျာ ဖာရီမြို့လူးပြတိုက်ကနန်းစင်ရဲတနာလူရမှုကြီးအကြောင်းရှုစားကြရမှာဖြစ်ပါတယ်။ပြင်သစ်နိုင်ငံကိုတုံလှုပ်သွားစေခဲ့တဲ့ရဲတင်းလာတဲ့နေကင်းကြောင်တောင်လူရမှုကြီးတခုမှာကမ္ဘာလူကြီးအများဆုံးပြတိုက်ထဲကတံပိုးဖြတ်လို့မရတဲ့ပြင်သစ်နန်းစင်ရဲတနာတွေပါသွားခဲ့ပါတယ်။လူရသူတွေဟာအော်တိုဝါလ16ရက်နေ့မနက်ပြတိုက်တကားဖွင့်ပြီးမကြခင်မှာပဲလှုပ်ရှားခဲ့ကြပါတယ်။ မနက်9:00နာရီခွဲလောက်မှာလာရောက်ကြီးစုသူတွေတဖြည်းဖြည်းဝင်လာတဲ့အချိန်လူရမှုစတင်နေခဲ့ပါပြီ။သူတို့ရဲ့ပြစ်မှတ်ဟာပြလိုက်မှာရှိတဲ့အကျော်ကြားဆုံးအမှုပညာလက်ရာမိုနာလီဇာပကြီးကားမဟုတ်ပါဘူး။ခန်းနာထဲဝါတဲ့ Gallery D Apollon ခန်းမဖြစ်ပါတယ်။ဒီခန်းမဟာ Versailles နန်းတော်ရဲ့မှန်ခန်းမကြီးအတွက်မူလပုံစံငယ်ဖြစ်ခဲ့ပြီးတော့ပြင်သစ်နန်းစဉ်တရဖူတွေနဲ့ရေသနာတွေကိုထားရှိတဲ့နေရာလည်းဖြစ်ပါတယ်။လူရသူ၄ယောက်ဟာ စိမ်းမြေဘက်ကို မျက်နှာမူထားတဲ့ပြရတဲ့ဘေးဘက်ကနေချင်းကပ်ခဲ့တာဖြစ်ပါတယ်။သူတို့ဟာကယ်ဆယ်ရေးတွေမီးပြင်နာတွေမှာတုံးတဲ့ဆက်လေကားပါတဲ့ကားတစ်စင်းကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီလေကားကနေတစ်ဆင့်အဖွဲတွေကနှစ်ယောက်ဟာပထမတဲ့ဝရန္ဒာပြတင်းပေါက်စီကိုတက်လာတာဖြစ်ပါတယ်။စူညာန်တန်တွေကြားခဲ့ရပြီမဲ့အများအတန်းတိဆောက်ပြုပြင်မှုတွေလုပ်နေတဲ့မြို့တစ်မြို့မှာချက်ချင်းသတိမထားမိခဲ့ကြပါဘူး။လူရဲသူတွေဟာ ဘက်ထရီနဲ့တုံးရတဲ့ကြောက်ဆက်တုံးပြီးတော့တမိုင်းဝင်ခမ်းမကြီးရဲ့မှန်ချက်တွေကိုလှီးဖြက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အထဲကိုရောက်သွားတာနဲ့သူတို့ဟာပြားလိုက်လုံုံရေးတွေကိုရင်ဆိုင်ခဲ့ရပါတယ်။မြတ်တပုံးဆွတ်ထားတဲ့လူရဲ့သူတွေဟာကြောက်ဆက်တွေနဲ့ပဲဝန်ထမ်းတွေကိုချင်းချောက်ခဲ့ပြီးတော့ဝန်ထမ်းတွေကလည်းလုံထုံးလုံနေအတိုင်းချက်ချင်းပဲနေရာကနေလူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းစေပြီးတော့အချက်ဘေးစနစ်တွေကိုအသက်သွင်းခဲ့ပါတယ်။ပြားလိုက်လာတဲ့သူတွေကိုဘေးကင်းရခေါ်ထုတ်နေချိန်မှာလူရဲ့သူတွေဟာ ပစ္စည်းတွေပြသထားတဲ့မှန်ဘုံနှစ်ခုကိုရိုက်ခွဲခဲ့ပါတယ်။သူတို့ဘာကိုလိုချင်တယ်လဲဆိုတာအတိအကျတိထားပုံရပါတယ်။လေကားနဲ့တက်တာကနေထွက်ပြေးတာအထိလူရမှုဟာ7မိနစ်တောင်မကြာခဲ့ဘူးလို့ဆိုပါတယ်။ဓမြဘွယ်ဟာစကူတာနှစ်စီးနဲ့ထွက်ပြေးသွားခဲ့ပြီးတော့အနီးနားကအဝေးပြေးလမ်းမကြီးဘက်ကိုဥတီသွားခဲ့ပါတယ်။နောက်ဆုံးလောက်ရအနေနဲ့တပ်တေကန်ပစ္စည်းဖြောက်ဖြက်ဖို့သူတို့သုံးခဲ့တဲ့ဆက်လေကားတက် truck ကားကိုမီးရှို့ဖို့စူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့ ြားလိုက်ဝန်ထမ်းတို့ကကြားဝင်ပြီးတော့မင်းငိမ့်သက်နိုင်ခဲ့တယ်လို့သိရပါဗျ။ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးဌာနကတော့တံပိုးဖြတ်မရတဲ့အမွေနဲ့ပစ္စည်း၈မျိုးပါသွားတာကိုအတည်ပြုထားပါဗျ။အားလုံးဟာ၁၉ရာစုကပစ္စည်းတွေဖြစ်ပြီးတော့ပြင်သစ်ရဲ့ရခိုင်တော်ဝင်မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့နန်းစဉ်ရတနာတွေဖြစ်ပါတယ်။ပါသွားတဲ့ပစ္စည်းတွေထဲမှာတတိယမြောက်နပိုလီယံရဲ့မိဖုရားအေဂရီယူဂျီနီပိုင်ဆိုင်တဲ့တရဖူတစ်ခု နဲ့ရင်လို့တခုပါဝင်ပါတယ်။ဒါ့အပြင်နပိုလီယံဘိုနာပတ်ရဲ့ဒုတိယဇနီးမီဗီယာမာရီလူးဝစ်စီကညလယ်စွဲတကုံးနဲ့ညနကတ်တစုံပြီးတော့မီဗီယာမာရီအမဲလီပိုင်ဆိုင်ခဲ့တဲ့နီလာယေသနာအစုံတဲကတရဖူးငယ်လယ်စွဲနဲ့နကတ်တစ်ဖက်တို့လည်းပါသွားခဲ့ပါတယ်။သူတို့အလင်းစလိုထွက်ပြေးခဲ့ရင်းနဲ့အေဂရီယူဂျင်းနီရဲ့တရဖူးပါဝင်ပစ္စည်းနှစ်ခုကိုအခင်းဖြစ်ပွားရာနေရာနားမှာပြုတ်ကြကြံခဲ့ပါတယ်။ထူးခြားတာကတော့အဲ့ဒီခန်းမာထဲမှာပဲရှိနေခဲ့ပေမဲ့ ဒေါ်လာတန်း60ကျော်တန်ဖိုးရှိတယ်လို့ခန့်မှန်းထားတဲ့ဒန်နာအီဆန်ရဲ့ Regent စိန်ကြီးကိုတော့လူရသူတွေက လုံးဝတိုးထီသွားခဲ့ခြင်းမရှိပါဘူး Louvre ပြတိုင်းမှာဒီလိုနာမည်ကြီးခိုးမှုမျိုးတွေဖြစ်ခဲ့တာဟာဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး1931ခုနှစ်တုန်းကလည်းအီတလီလူမျိုးဝန်ထမ်းတူဟာမိုနာလီဇာပကြီကားကိုသူ့ရဲ့ကဝန်းကြီးအောက်မှာဖွက်ပြီးတော့ခိုးသွားခဲ့ပူပါတယ်နှစ်နှစ်ကြာမှာတော့ပကြီကားကိုပြန်လဲရရှိခဲ့ပါတယ်1998ခုနှစ်မှာလည်း ခေါ်ရိုးတဲ့ပကြီကားတစ်ချက်အခိုးခံခဲ့ရပြီးတော့အခုထိပြန်မတွေ့ရသေးပါဘူးဒီလူရမူဟာမကြသေးခင်ကပြင်သစ်ပြတိုက်တွေကိုပြင်မှတ်ထားတဲ့ခိုးမှုတွေဇက်တိုက်ဖြစ်ပွားနေချိန်မှာပေါ်ပေါက်လာတာဖြစ်ပါတယ်စုံစမ်းစစ်ဆေးသူတွေကတော့ CCTV မှတ်တမ်းတွေကိုဖိုက်စိုက်တိုက်စစ်ဆေးနေချိန်မှာခက်ခဲတဲ့မိကုန်းတစ်ခုကြန့်ရှိနေပါတယ်ဒီရတနာတွေကိုတံပိုးဖြတ်မရဘူးလို့သတ်မှတ်ထားတာဟာသူတို့ရဲ့စိန်တွေမြတွေကြောင့်နေမဟုတ်ဘဲနဲ့သူတို့ရဲ့ထူးခြားတဲ့တမိုင်းကြောင်းကြောင့်လည်းဖြစ်ပါတယ်ဒါကြောင့်မို့ ဒါတွေကိုပွင့်လင်းဈေးကွက်မှာပြန်တင်ရောင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်သလောက်ပဲလို့လေးလာသူတွေကတုံ့သက်ပါတယ်။ဒီယန္တနာတွေကိုတီးတန့်စုဆောင်းသူတဦးတယောက်အတွက်ခိုးတာဖြစ်နိုင်တယ်လို့ပိုပြီးဝမ်းနေစရာကောင်းတဲ့အခြေအနေကတော့အစိပ်ပိုင်းတွေဖြစ်ဖြုတ်ခွဲပြီးတော့ကြောင်မြတ်ယန္တနာတွေကိုတပွင့်ရင်းစီခွဲရောက်တာမျိုးလဲဖြစ်သွားနိုင်တယ်လို့တုံ့သက်နေကြပါတယ်။အခုလောလောဆယ်မှာတော့ကမ္ဘာအကျော်အကြားဆုံးပြလိုက်ကြီးဟာခန္ဓာတခုလို့တင်းတင်းကြပ်ကြပ်ပိတ်ထားစေဖြစ်ပြီးတော့ရဲတပ်ဖွဲ့ကလည်း9မိနစ်ထဲနဲ့ အဖိုးမဖြတ်နိုင်တဲ့ပြင်သစ်သမားရဲ့အစိပ်ပိုင်းတစ်ခုကိုခိုးယူသွားခဲ့တဲ့သခိုးတွေကိုလိုက်လံရှာဖွေနေစေဖြစ်ပါတယ်ခင်ဗျာကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုင်းခင်နေပါ